ထရီနီဒတ်နဲ့တိုဘာဂိုနိုင်ငံဟာအမေရိကန်ဗဟိုထောက်လှမ်ရေးအေဂျင်စီ CIA နဲ့ပူးပေါင်းဆောင်ရွက်တာဟာစစ်ရေးရာရန်စားမှုဖြစ်ကြောင်းဗင်နီဇွဲလားနိုင်ငံက အော်တိုဘာ26ရက်မှာရှုတ်ချခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။လက်ရှိမှာထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံဟာကာရေဘီယံဒေသမှာအမေရိကန်နဲ့ပူးရက်စီရေးလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ဗင်နီဇွဲလားနိုင်ငံကတော့သူတို့တပ်ဖွဲ့တွေဟာအမေရိကန်ထောက်လှမ်းရေးအေဂျင်စီရဲ့ဒဏ်ရာညွှန်ကြားချက်ကိုရရှိထားတဲ့ဂျေးစားစစ်သားအဖွဲ့ကိုဖမ်းဆီးရမိခဲ့ကြောင်းပြောကြခဲ့ပါတယ်။အမေရိကန်ထောက်လှမ်းရေးအေဂျင်စီဟာဂျာကန်နိုင်ငံတနိုင်ငံကိုအတုံးချပြီးဒေတာတွင်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ရည်ရွယ်ထားတယ်လို့လည်းဗင်နီဇွဲလားကပြောကြခဲ့ပါတယ်။ ထရီနီဒဲနဲ့တိုဘါဂိုနိုင်ငံရဲ့ရေကြောင်းနယ်စပ်ဒါမှမဟုတ်ဗင်နီဇွဲလားနဲ့ထိစပ်နေတဲ့ရေကြောင်းနယ်စပ်မှာဂျာကာနိုင်ငံတနိုင်ငံကိုအသုံးချပြီးစီရေးလှုပ်ရှားမှုပြုလုပ်တာနဲ့မိမိတို့နိုင်ငံရဲ့စီရေးအရာအင်ပြေအပြည့်ထိတိုက်တွေ့ဖို့လှုံ့ဆော်နေတာဖြစ်တယ်လို့ဗင်နီဇွဲလားအစိုးရကပြောကြားခဲ့ပါတယ်။ဗင်နီဇွဲလားဒုတိယသမ္မတဒဲစီရိုဒီဂိုကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဂျာကာနိုင်ငံတနိုင်ငံကိုအသုံးချပြီးစစ်စင်ရေးဆင်နွှဲမှုနဲ့ပတ်သက်တဲ့တတိယအထောက်အထားတွေကိုဖော်ပြခဲ့တာမရှိပါဘူး။အခုလအစောပိုင်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားမှာ CIA ကိုလှုပ် ဆစ်စင်ရည်တွေပြုလုပ်ဖို့ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေကိုအတည်ပြုခဲ့ပါတယ်။ဗီနီဇွဲလားသမ္မတနီကိုလက်မာဒီယိုဟာအရင်ကတည်းကဗီနီဇွဲလားနိုင်ငံကိုအပြစ်ပုံချမယ်တိုက်ခိုက်ရေးအစီအစဉ်တွေရှိတယ်လို့စွပ်စွဲခဲ့ပါတယ်။ဒီအစီအစဉ်တွေရဲ့အနအော်တိုဘာအစောပိုင်းကကာရာကတ်မြို့တော်ရှိအမေရိကန်တန်ယုံကိုဘုံထောင်ပြီးဗီနီဇွဲလားအပေါ်အပြစ်ပုံချမယ်အစီအစဉ်လဲပါဝင်တယ်လို့မာဒီယိုကပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနနဲ့ CIA တို့ကမှတ်ချက်ပေးတာမရှိသေးပါဘူး။